ညာများနေတယ်ကျမရဲ့အမေမုတ်ဆိုးမှဖြစ်ပြီးနောက်ပိုင်းမှာယောက်ျားမอยู่ဘူးတန်တန်လေးနေတယ်အများအကျိုးကိုဆောင်းတယ်လူတဲ့နာလူတယ်စိတ်ကောင်းကောင်းထားတယ်ကိုမျက်စိရှိရောက်လာတဲ့ဒုက္ခမန္တမအားလုံးကိုမကယ်ဘူးဆိုတာမရှိဘူးအခုတော့ရှိတာပေါ့နော်တစ်ဖက်သားရဲ့ဒုက္ခကိုသတ်တာကြွယ်ဝအောင်တော့ကျမလုပ်ပေးလို့မရဘူးခိတခဏအစဉ်ပြေအောင်တော့လူတိုင်းခုနှစ်သားသမီးတိုင်းကိုကျမကူညီခဲ့တယ် ဒီလိုစောင့်ထိုင်းခဲ့ဒီအတက်ရွယ်ကြီးမှလည်းကျမကငလင်နဲ့တွေ့ပြီးတော့ရုံးရင်းဆန်ခတ်ပြေးရတဲ့အရွယ်နဲ့မလိုက်အောင်အပေါ်ကနေဆင်းရတဲ့တက်ရတဲ့အဲ့ဒါဝကြီးပဲခုတားကြီးနောက်ပြန်ရောက်လဲပဲဗျာများနေထုံးပဲကျမကိုကျမစဉ်းစားလို့များတော့ငါဟိုဘဝမှာဘာတွေများမကောင်းတာလုပ်ခဲ့သေးတယ်လဲလုတ်ခဲ့တဲ့မြအကုံလုံးဒီဘွားမှာအကုံပေးမယ်အကုံချင်းမယ်အကုံကြွအောင်လွတ်အောင်လုပ်မယ် ကျမအခုဘလို့နေရလဲပြနော်မချိခยีရောက်ပြီးကြတဲ့ကရှော်ထားတဲ့အင်ဂျီကို ပြန်မသိမ်းနိုင်ဘူးအဲတန့်ရှင်းရတော့နေ့တိုင်းလုပ်တယ်ဘာလို့ဆိုအတန့်လုံယောဂရနေတဲ့အတွက်ဒါကတော့ကျမရဲ့ဘာဘာညာညာตาကြီးနဲ့အတူတူနေတယ်ဆိုတော့ကဲခဏနေကြရင်ဒီအိတ်နဲ့ตาငယ်ရှင်မှာသွားပြီးတော့ပစ္စည်းယူအောင်မယ်ကျမရဲ့ဖြစ်ပျက်ပုံကနေရတကစိတ်တိုင်းမကြရသေးဘူးဒီမယ်ဒါတော့ထားတော့ ဒါကကျမဒါအตาကြီးအနေထားမမိုက်ဘီဘူဂျာဝဲရလာပေါ့နော်ချက်သွန်နီလေးတွေချက်သွန်ဖြူလေးတွေဒါလေးတွေဒါလေးတွေဒါဘာညာဘာညာပေါ့ဒါလေးတွေပြန်ဝယ်ရတယ်ဒါဒီနေ့မနေ့ကိုအောင်သီးဆိုတာလာပို့တယ်ကျမတို့မြန်မာစာလာပို့တယ်ကျေးဇူးအများကြီးတင်တယ် ဲအနောက်ဖေးကိုပြပြီးမှကျွန်မရှော်ထားတဲ့အနေထားကိုကဲအတန့်လွန်ယောဂါရနေတဲ့အတွက်ဒီလိုပြရမယ်အတန့်လွန်ယောဂါရနေတဲ့အတွက်ကျွန်မကရှော်ထားတဲ့အင်ဂျီယာဒီလိုပြမရမှာဒီလိုအောက်ကနေပြမရမယ်မရှော်မချင်းဒီမှာဒီမှာထားခဲ့တဲ့အဝတ်စားတွေအားလုံးကိုမလျှော်ဘူးဆိုရင်ဒီထိုင်ဝမ်အဆိုတတ်ဖြစ်တဲ့အတွက်မမြင်ရတဲ့မူတွေကစိုးထိုင်းထိုင်းနဲ့အနက်တမျိုးနဲ့ကတ်နေတာခေါင်းမာပြီးဝတ်လိုက်ရင်တကိုယ်လုံးရားလိမ့်မယ် ဒါကြောင့်မဖြစ်မနေရှော်ရတယ်အတန့်လုံးယောဂရနေတာလဲဝတ်ကြွေးတစ်ခုလို့ယူစားတယ်ဟမ်ကြာငုံထားတာငုံထားတာကိုခိုင်ရကြသွားမှာစိုးလို့ကြာတလက်အေးမပြောဘူးသူကအကြိုင်ငုံရတယ်ပြားဘရင်နဲ့ပြားဘရင်ကွေကာစီတွေကအကုန်လုံးအေးပြောသွားပြီအဲ့လိုငုံပြီးတော့ကိုယ့်ကိုယ်လည်း view site ပေးရတယ်ကျမစဉ်းစားတာကျမဟိုဘွားကလုတ်ခဲ့တဲ့ဝတ်ကြွေးရတယ်အရင်တော့က သူများပေါ်မှာစိတ်မှန်ရင်ကောင်းခဲ့တယ်စိတ်မမှန်တဲ့အခါကျရင်လည်းသူများပေါ်မှာတော်တော်စိတ်ဆင်းရဲအောင်လုပ်ပြီးရုပ်မှရုပ်မှတဲ့အဆင်းတော့မရောက်ဘူးကွာကျမဒီဘဝမှာငွေတော့မရှားခဲ့ဘူးပေါ့နော်ခက်တော့ခက်ခဲတယ်ပြတ်သွားတယ်ဆိုတာမရှိဘူးဆိုတော့သူများပေါ်မှာတော့ကောင်းခဲ့တာတေးကြတယ်အစားအသောက်မပြတ်ဘူးငွေကကျက်တယ်မပြတ်ဘူးဆိုရင်ကျမစိတ်ကောင်းခဲ့တယ်တေးကြတာတစ်ခုကကျမသူများအပေါ်မှာမလိန်ခဲ့ဘူးမခိုးခဲ့ဘူး နည်းနည်းမိုက်မိုက်ရမ်းရမ်းဆက်ဆံတာရှိလိမ့်မယ်။ဒါကြောင့်တဘောကလုံးပင်ပန်းတယ်။ပင်ပန်းမှနေလို့ရတဲ့ဇာတာမျိုးဖြစ်တယ်။တပည့်ဒီစပင်ကိုပဲကြီးလိုက်တော့ရေချိုးပြီးတော့စပင်မဖီးနိုင်ဘူးဆိုတာ။နည်းနည်းနော်နော်ဝတ်ကြွေးမဟုတ်ဘူး။ဒါကြောင့်နော်။ကျမတို့ဒီငလင်ဟာမြန်မာပြည်မှာရှိတဲ့ပြည်သူပြည်သားများအားလုံးကို အလန့်တစ်ခုပေးတာ။စိတ်ကောင်းကောင်းထားရမယ်။ကိုနေနံမတက်တက်လို့စားကြမယ်။ တကယ်ဒုက္ခရောက်နေတဲ့လူကိုကူညီမယ်တိရစ္ဆာန်တွေကိုတနာကျင်နာမယ်အဲ့လိုလေးနဲ့တဖြည်းဖြည်းစုပြီးတော့ကံကြမ္မာကိုပြောင်းလဲကြရအောင်လို့เนาะ